ဇော်မင်းဇော်မင်းထွန်းလာဇော်မဲလုံးလာအဲ့ဒီအဲ့ဒီပုဂ္ဂိုလ်ပေါ့သူတစ်ချက်တစ်ချက်ထွက်ထွက်ပြီးသတင်းစာချင်းလင်းပွဲတွေလုလိုက်တိုင်းလုလိုက်တိုင်းမှာဒီမှုသားကတွင်တယ်သူဟုတ်ကြဟုတ်ကြအဲ့ဒီပုဂ္ဂိုလ်ကို तू ကစတမနတ်လို့ခေါ်တယ်ဟုတ်ကဲ့စတန်ဆိုတာရန်သူဦးစင်မနတ်ဆိုတာဦးစင်သိပါတယ်ဖြက်စီးခြင်းပြုတော်သူနော်ဖြက်စီးတော်ဒါကြောင့်မလို့စတမနဲ့ရဲ့အတိတ်ကဖြက်စီးတော်ရန်သူအဖြက်တွေကြီးလုပ်တယ် အကောင့်တစ်ခုမှမလုပ်ဘူးတိဆောက်တာတစ်ခုမှမလုပ်ပျော်ပြတ်တာကိုပဲလုပ်တယ်စီးပွားရေးမတိဆောက်ဘူးပျော်ပြတ်စေတယ်ရင်ကျင်းမှုမတိဆောက်ဘူးပျော်ပြတ်စေတယ်အကျဉ်းစရိတ်တာမတိဆောက်ဘူးပျော်ပြတ်စေတယ်မိတ်ဆွေများအားလုံးတော်လန်တော်နေသစ်ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဘုဒ္ဓဝါဒနွန်တွင်သက်ဆင်းနေရတဲ့ငါတို့အတိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဘုဒ္ဓဝါဒရဲ့ ဆိုကြတဲ့ရောက်မှုတွေကိုဗုဒ္ဓဘာသာရှုတော့ခရိယန်ရှုတော့အစ္စလမ်ဘာသာရေးရှုတော့တွေကနေမှဥသိန်းတို့တွေသုံးသပ်ဝေဖန်ထားကြတာပဲဖြစ်ပါတယ်။မောလနာဟာဖစ်ကာဒီဆရာဥစုနေဦးတိခါတော်ရဆရာတရာပေသူတို့နဲ့အတူဆွေးနွေးထားတဲ့ဆွေးနွေးချက်အပိုင်း၁ကိုအခုလိုလေ့လာကြမှာပဲဖြစ်ပါတယ်။ဆရာတို့မင်္ဂလာပါဗျ။မင်္ဂလာပါဦးစင်။အဲဥသိန်းတို့ဒီတလပြန်တွေ့ကြပါကြမယ်ပေါ့နော်။ဆိုတော့ဒီတလမှာတော့ဥသားနဲ့ပတ်သက်တဲ့တဲ့ရောက်မှုဆိုးကျိုးတွေကိုဥသိန်းတို့ဆွေးနွေးသွားကြမယ်ပေါ့နော်။ ဟိုသူတို့ရဲ့အဲဗုဒ္ဓဘာသာမှာတော့ငါးပါးသီလထဲမှာတပါးပါဝင်ပေါ့နော်မုဒ္ဒဝါဒဝေဒမနိတိခါပရံတမာရိယာမိဆိုပြီးတော့မှဗုဒ္ဓဝါဒမှာဒီလိုရှိပါတယ်ဆရာကြီးဆိုကျွန်내လေးပါးတော့သူတို့ပြောမနေတော့ဘူးဒီနေ့ကမှုသားကိုအဓိကထားပြီးပြောကြမှာဖြစ်လို့ပေါ့နော်ဆိုတော့မှုသားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့ဗုဒ္ဓရဲ့အယူအဆတွေကတော့များစွာရှိပါတယ်အဲ့ဒီထဲမှာမှဦးဇင်းတို့ကဒီမကောင်းတဲ့ဝဒီကံ၄ပါးဆိုရှိတယ်ဆရာအဲ့ဒါကိုဝဒီဒုစရိုက်၄ပါးလို့ခေါ်ပါတယ်ဆရာ အဲ့ဝတိရုဒ္ဒရိုက်၄ပါးထဲမှာဆိုရင်မှုတာဝါဒပိတုနာဝါစာပြုဒ္ဒဝါဒတံဖပလာပါဆိုပြီးတော့မှဒါကနှုတ်နဲ့ပြုလုပ်တဲ့မကောင်းတဲ့ပြောဆိုမှုတွေပေါ့ဒါတွေရှိပါတယ်မှုတာဝါဒဆိုတာအသေးအတိုင်းပဲတရားမဟုတ်မမှန်မဲနဲ့လိညာစကားဝါဒဖြန့်တာကိုမှုတာဝါဒလို့ခေါ်ပါတယ်ဒီမှုသားကိုအခြေခံပြီးတော့ပဲဆရာကြီးဦးဇင်းတို့ဒီပိတုနာဝါစာပေါ့ဆရာကြီးသွေးကွဲအောင် ပြောတာဒါကိုပဲချော့ပြစ်ဂုံးတိုက်တယ်လို့ဆိုကြတာပေါ့ဆရာကြီးသွေးကွဲစကားပြောတယ်ပေါ့နော် အဲပြီးတော့ပါတာနောက်ဖုဒဝါသာဆိုတာကကျန်ကျန်ထန်ထန်စေရီတိုင်းတာပေါ့နော်စေရီတိုင်းတာတာဖုဒဝါသာလို့ခေါ်ပါတယ်ဆိုတော့ဒီစေရီတိုင်းတာတဲ့နေရာမှာလည်းပဲဆရာဦးဇင်းတို့ဘုရားကျမ်းစာမှာတော့ဒီအထာတကမ္မဒေါသနဲ့တရတကမ္မဒေါသဆိုတော့ရှိပါတယ်ဒေါသဆိုတာအပြစ်ရှိတာကိုဆိုဆိုလို့ပါဒီနေရာမှာတယ်ကျမဆိုတော့အတိဘယ်အားဖြင့်ကျန်ထန်ယုတ်ရင်းတာစကလုံးအားဖြင့်ကျန်ထန်ယုတ်ရင်းတာတချို့ကဆဲလိုက်တယ်ဆရာရဲ့ ဒါပေမဲ့စကလုံးနဲ့ကြံကြံနနဆဲတာမဟုတ်လေပညာကြီးဆဲဆဲတာလေဟုတ်တယ်မလားအဲ့လိုမျိုးကိုအထာရကမ္မတော်တာပေါ့အတိတ်ပဲရိုင်းတန်းယုံမာမှုအတိတ်ပဲတက်ရောက်မှုကိုဒါဟုတ်ဦးဇင်းတို့ကအထာရကမ္မတော်တာလို့ခေါ်တာဟုတ်နောက်တစ်ခုကကြတော့ဦးဇင်းတို့တန်ဖတ်ပလာပဆိုတာကအနစ်မဲ့လူတစ်ဖက်သားအတွက်လည်းကောင်းကျိုးမဖြစ်ထွန်းဘောနော်စိုးကျိုးတွေပဲဖြစ်ထွန်းနေတဲ့အတင်းအဖျင်းစကားတွေပေါ့ဆရာရေမှုသားတော့မဟုတ်ဘူးဒါပေမဲ့ဒီဟာက တစ်ဖက်မှာလည်းကောင်းကျိုးတက်ရောက်မှုမရှိဘဲနဲ့ဆိုးကျိုးတက်ရောက်မှုတည်းချင်းဖြစ်သွားစေတဲ့တချို့သောစကားတွေတင်ပါအဲဒါတွေပေါ့ဒါကိုသူတို့ကဝဇိဒုစရိုက်၄ပါးလို့ခေါ်ပါတယ်ဒုဆိုတာကမကောင်းသောသရိတဆိုတာအကျင့်နော်စရိုက်ဟာဒီကောင်အကျင့်တရားမကောင်းဘူးကွာဘာညာဆိုတဲ့ဦးသူတို့မြတ်မဆိုရစကားတွေရှိရလေအဲ့ဒီအကျင့်တရားတော့အကျင့်တရားမှာဒုစရိုက်ဆိုတဲ့အထက်မှာဦးသူတို့ကဝဇိဒုစရိုက်၄ပါးတဲမှာဒါပါပါတယ်ဆိုတော့ဒီနေ့ဟာဒီဝဇိဒုစရိုက်၄ပါး ဦးဇင်းတို့ရဲ့တော်လန်ရေးကာလမှာရောပေါ့နော်ဟိုတစ်ဖက်မှာလည်းပဲဝဇိတုဒ္ဒရရေး၄ပါးတဲ့ကခုနမှုသာဝါရရောပေါ့နော်အေးတွင်တွင်ကျဲကျဲကြီးသုံးနေတာကတော့ဒါအလုံးအသိပဲဆရာဇော်မဲဇော်မင်းထွန်းလားဇော်မဲလုံးလားအဲ့ဒီအဲ့ဒီပုဂ္ဂိုလ်ပေါ့သူတစ်ချက်တစ်ချက်ထွက်ထွက်ပြီးသတင်းသာချင်းလင်းပွဲတွေလုလိုက်တိုင်းလုလိုက်တိုင်းမှာဒီမှုသားကတွင်တွင်သုံးနေတာဟုတ်တယ်သူရဲ့တယောက်မှုတွေကလည်းပဲဦးဇင်းတို့တော်လန်ပြည်သူတွေရဲ့နှလုံးသားထဲမှာအများကြီးမသက်ရောက်ပြီနဲ့ သူတို့ကိုထောက်ခံနေတဲ့မပတာအုပ်စုစေဘောမအုပ်စုတွေရဲ့အနှလုံးသားထဲမှာတော့သူတို့ရဲ့မှုသားရဲ့အရေးအယောင်တွေမှုသားရဲ့နုံနေထဲမှာနစ်ပြီးတော့မှဒီချင်းတွေအမှန်မမြင်နိုင်ကြဘူးလေအဲ့တော့မှုသားရဲ့ဝသီဒုဒ္ဒရိုက်ပေါ့နော်ဒီဝသီကတွေထွက်လိုက်တဲ့မှုသားသကားဟာလောကတစ်ခုလုံးကိုပြောင်းလဲစိုးရိုးတက်ရောက်မှုတွေကိုပြောင်းလဲနေနိုင်တယ်ဒီမှုသားတစ်ခုဟာ ဒါကြောင့်မို့ဗုဒ္ဓဟာဒီမှုသားဟာအင်မတန်မှယေကြည်တယ်။နောက်မှုသားဝါဒဒါကြောင့်ဒီငါဘတိလာတဲ့မှာမှုသားစကားပြောကြခြင်းကိုမင်းတို့ရှောင်ကျင်ညာလို့ဗုဒ္ဓကဒီလိုမိတ်ဆိုတာဖြစ်ပါတယ်ဆရာ။တမဝဇင်မှုသားဝါဒအခုတပည့်တော်ရေရိုးတသားဝင်ခံတာပေါ့နော်။အာဦးစင်ကဒီမှုသားဝါဒအပေါ်မှာအခြေခံပြီးတော့မှစကားလေးမျိုးပြောလိုက်တာ။ဟုတ်ကဲ့။ကြားဘူးတယ်ဖရုသဝါစာဆိုတာကြားဘူးတယ်။ဆောစောလို့ပေါ့နော်။ ဟိုဆက်ဟိုနံပါတ်ပလာပါတော့ပိတ္တဝါစာတော့ဒါပေမဲ့ဒီဒီဒီဒုစရိုက်ဖြစ်စေတဲ့ဇာတ်လေးမျိုးကမုဒါဝါဒပေါ်မှာအခြေခံပြီးတော့ဖြစ်လာတဲ့ဇာတ်လေးမျိုးဆိုတာအခုဘုသူတတစ်ခုအနေနဲ့အစ်စ်ထပ်ပြီးတော့တိုးပါတယ်ဦးစင်ကျေးဇူးတင်ပါတယ်ဆိုတော့တပည့်တော်တို့ကျမ်းစာမှာကြတော့အဓိကတော့မုဒါကိုပြောတယ်ဟုတ်ကဲ့မုဒါကတော့ကြီးမားတဲ့ဒုစရိုက်ထဲမှာတနည်းအားဖြင့်ပြင်းထန်တဲ့ဒုစရိုက်ထဲမှာပါတယ်ဘုရားသခင်ကသတ်မှတ်တယ်ဒီလိုဆရာရဲ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ ဖယားသခင်ကိုစန့်ကျင်ပဲပြုတ်ပြီးတော့တော်လံပုံကံပြီးတော့ချက်စင်းသွားတယ်ကောင်းကင်တမန်မင်းကအစဖယားသခင်ဖန်ဆင်းတဲ့ကောင်းကင်တမန်မင်းဟုတ်သူ့နာမည်ကလူစီဖာမော်နစ်တာနဲ့နတ်သားမိုးတော့ကျဲဒါပေမဲ့ဒီပုဂ္ဂိုလ်ကသူ့အတွင်းထဲမှာမမနာတွေတက်တာဟုတ်ကဲ့မမနာ၅မျိုးတက်တယ်သူက နောက်ဆုံးဟာကဖရာကိုစန့်ကျင်ပုံကနဲ့မှန်မှန်လားဟုတ်ပါဘူးဒါကောင်းငင်ဘုတို့ငါတက်ပြီအမြင့်ဆုံးသောဖရာကဲ့သို့ငါနေပြီဖရာသခင်ကျေလို့ဘောဘာငါပလေငါချိမြောက်ပြီဗျာမြောက်မြက်နာပဲဗျာလေးတော်တောင်းပေါ်မှာငါထိုင်ပြီနောက်ဆုံးမှာဖရာသခင်ကဲ့သို့ငါနေပြီဆိုတဲ့ဟာအဲ့ဒီမှန်မှန်လားငါကိုတက်တဲ့အတွက်ဖရာခင်အဲ့ဒါသူလောက်တော့မလောက်သေးဘူးနော်သူ့စိတ်ထဲမှာစိတ်မလုံးကြန့်စီတာဖရာဆိုအကုန်သိတာဟုတ်အဲ့တော့ကြန့်စီတဲ့ခါမှာဒီလူစီဖာတိတို့ကောင်းငင်တမန်မင်းကိုထာဝရနေရာအရက်ကနေပြီးတော့နှင်ထုတ်လိုက်တာ နင်ထုတ်တဲ့ခါမှာ तू ဒီစัจจောက်လာတဲ့ university ကိုကြလာတာအဲ့ဒီကတော့ကဘာမျိုးကြီးစိုးဖို့အတွက်ဖြစ်လာတာအဲ့ဒီပုံကိုကို तू ကစတမနတ်လို့ခေါ်တယ်ဟုတ်ကဲ့စာဒန်ဆိုတာရံသူဦးစဉ်မနတ်ဆိုတာဦးစဉ်သိပါတယ်ဖြည့်စည်ခြင်းပြုတော်ဟုတ်တယ်နော်ဖြည့်စည်တော်ဒါကြောင့်မလို့စတမနတ်ရဲ့အဓိပ္ပာယ်ကဖြည့်စည်တော်ရံသူအဖြတ်တည်ကြီးလုပ်တယ် account တစ်ခုမှမလုပ်ဘူးတိဆောက်တာတစ်ခုမှမလုပ်ပြုတ်ပြတ်တာကိုပဲလုပ်တယ်စီဝါယုံမတိဆောက်ဘူးပြိုပြက်စေတယ်ရင်ချင်းမှုမတိဆောက်ဘူးပြိုပြက်စေတယ်အကျဉ်းစရိတ်တော်မတိဆောက်ဘူးပြိုပြက်စေတယ် မှဆသဖြင့်ပေါ့နော်ဒါမျိုးတွေပေါ့အဲ့လိုတွေလောက်တဲ့ဟာအဲ့တော့ဒီ settlement net ကိုကျတပည့်တော်တွေရဲ့ကျမ်းစာမှာတော့ဘယ်လိုပြောလဲဆိုရင်တမန်ကျမ်းစာရဲ့ဓမ္မသစ်ကျမ်းပိုင်းရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်54မှာမန်နတ်တီရှေးဦးစွာမှဆက်၍လူအသက်ကိုတတ်တော်သူအင်းမူတာကိုတုံတော်သူသူ၌တစ္ဆာတရားမရှိသောကြောင့်တစ္ဆာတရား၌မတီးမနေမူတာကိုတုံတော်ခါမိမိပဂတိအတိုင်းတုံးဤပြောချင်တာကမူတာတီစတမန်ရဲ့ nature ဖြစ်တယ်လို့ပြောတာ လိုင်း the the nature of saddam saddam နဲ့ရဲ့သဘောတဘာဝကမှုတာပဲအဲကြောင့်မို့လူတယောက်ပုံကိုယ်တစုံတယောက်ကမှုတာမှုတာမှုတာပဲပြောနေရင်တပည့်တော်တို့ဘာသာအမြင်သတ်မှတ်ချက်ကြတော့ဒီလူကစတမန်နဲ့လူဖြစ်နေတယ်ဟုတ်ကဲ့ဘာကြောင့်ဆိုမှုတာဘာမှအကျိုးမပြည့်ဘူးလေဦးစင်ဟုတ်တယ်မှုတာဝါရကဘာကောမှအကျိုးမပြည့်ဘူးဆော့ဆော့ပြောသလိုပဲဖြိုဖြက်တာတွေပဲအဖြက်တွေပဲသူကလုပ်တယ် နော်ဆိုတော့ developer ရဲ့ကျမ်းစာမှာစာတမန်နဲ့ပတ်သက်ပြီးတော့ဆက်ပြောထားရှင်ယောဟန်ခရစ်ဆောဆောရှင်ယောဟန်ခရစ်ကျမ်းခန်းကြီး၈ခန်းငယ်၄၄ကအခန်းကြီး၃၀အငယ်၃၀မှာတခိုးဒီတခိုးဆိုတော့ဒီညောနာတခိုးဒီခိုးခြင်းတက်ခြင်းဖြည့်စည်ခြင်းကသာလာတတ်၏အဲ့တော့မူတာတုံးတဲ့သူရဲ့ကြီးဝဲချက်လောက်ရကပါလေခိုးမယ်တတ်မယ်ဖြည့်စည်မယ်ဒါပဲအဲ့တော့ဦးစင်ပြောရမယ်ဆိုရင် developer တို့နိုင်ငံမှာအခုဖြစ်နေတယ်နေရာဒေသတိုင်းမှာနော် နေကင်းကြောင်တော့လူရိုက်လူတယ် နေကင်းချောင်းတော့ရွှေဆိုင်လိုနေရာမျိုးဓမြတိုက်တယ်နေကင်းချောင်းတော့အမှုချမ်းစီတယ်ညတော့မပြောနေနဲ့တော့ပြောနေတာလမ်းမှာသွားရင်လာရင်မလုပ်လေဓမြတိုက်တယ်လက်ရိုက်တယ်လှတယ် ဆိုတော့အခုကလေဒုစရိုက်ဒုစရိုက်အကုသိုလ်တွေပေါ့နော်အကုသိုလ်ကြီးတွေကိုဖြစ်စေတဲ့လူတတ်ချင်းဟုတ်ကဲ့သူတစ်ပါးတက်ကိုတတ်ချင်းဆိုတော့ဒုစရိုက်ကပြောကြခြင်းဆိုရင်ငါးပါးတိလာထဲမှာကျွန်တော်တို့လူရဲ့သတ်မှတ်ချက်အရာကိုဥတရားဥပဒေအရပုံမှန်ကြီးတယ်လေကြီးတယ်ဟုတ်တယ်ကြီးတယ်လေပို့ပြီးတော့မှဒုစရိုက်ကြီးတယ်ဟာအပြစ်ကြီးတယ်ဒါပေမဲ့ဒီအရာတွေကိုအခုတိုင်းပြည်ကပို့ပြီးတော့မှနေရာတိုင်းမှာပြောင်ပြောင်တင်းတင်းပို့များလာတယ်များလာတယ်ဟုတ်တယ်ဒီရဲ့အခြေခံကဘာလဲဆိုရင်ဆရာတာကမူတာဝါဒရဲ့အခြေခံပဲ ဟုတ်တယ်မုသာဝါဒနော်မုသာကိုပြောပြောလိန်လေလှဲ့ပြားလှဲ့ပြားပြောပြောလူတွေကဒီမုသာထဲမှာပဲကျင်လေကျင်လေမုသာထဲမှာပဲနေထိုင်လာပြီးတဲ့အခါမှာဘာလို့ဖြစ်လဲစီးပေါင်းနေလွတ်ပြီးတော့ဗယံပရာတွေဖြစ်လာတော့ဗယံပရာဖြစ်လာတော့အဲ့တော့ကျွန်တော်နိုင်ငံရေးပြန်ကြည့်အောင်ဟုတ်ကဲ့ဟုတ်စင်နော်တိုင်းပြည်နိုင်ငံရေးလွန်ခဲ့တဲ့9နှစ်ကပြီးတော့ပြည်စည်းရုံရင်သွားတယ်ဘာကြောင့်ဆိုနိုင်ငံရေးပါတီတွေအပြိုင်မှုနော်ပြီးတော့မှ ဟိုလွန်ခဲ့တဲ့၅နှစ်မှာအုပ်ချုပ်နေတဲ့လက်ရှိအစိုးရနဲ့တစ်ဖက်မှာရှိနေတဲ့အရာတွေအပြိုင်မှုတရားတွေအပြင်အပြိုင်တဲ့ကဖြစ်တည်လာတဲ့ဖြစ်ပေါ်လာတဲ့ပုံစံကိုကြည့်တဲ့အခါမှာမှုတာကိုခြေခံတာဟုတ်ကဲ့သမဟုတ်မမှန်တဲ့ဟာကြီးကိုအဟုတ်အမှန်ပြောပြတာလေဆရာနော် ဆိုတော့သူတို့ပြောကြတယ်ကျွန်တော်တို့ကနိုင်ငံသမားမဟုတ်ဆရာရယ်เนาะဒါဘာသာဥစဉ်ဆိုနေတာဒါဘာသာရေးခေါင်းဆောင်ရှစ်ဆောင်ပုဂ္ဂိုလ်ကျွန်တော်တို့ဆိုလည်းဘာသာရေးအေးရှစ်ဆောင်လမ်းပြလုပ်နေတဲ့သူတွေသူတို့နိုင်ငံသမားနိုင်ငံရေးကိစ္စအတိုင်းမဲ့ဒီနေရာမှာဘာလို့မဲလိမ်မဲခိုးတယ်မဲမတမာဘူးဆိုပြီးတော့ပြောတာပြောတာဟုတ်တယ်တကယ်ဒီမဲလိမ်မဲခိုးတယ်မဲမတမာဘူးဆိုတော့ဟာကိုလေတရားနည်းလမ်းကြကြနဲ့ဘာမှစီစီစစ်စစ် ်မလုပ်ဘူးမလုပ်ဘူးဒီဘက်တော့နားလေသရောက်ကတော့ဦးစင်းရဲ့ရွေးကောက်ဘွဲကော်မရှင်ဆိုတာရှိတယ်ဟုတ်ပါပါတီတီကပြဿနာတက်ပြီးရွေးကောက်ဘွဲမှာပြဿနာတက်ပြီးဆိုဒီကော်မရှင်ကိုတိုင်ရတာလေကော်မရှင်ကစီစစ်စီစစ်ပြီးရွေးကောက်ဘွဲဥပဒေတိုင်ကော်မရှင်ဥပဒေတိုင်ပါလို့လေအရေးယူစောင့်ရွက်ဒီလိုလုပ်တာအောင်နော်လုပ်ခဲ့တဲ့နေရာလည်းရှိတယ်နော်ဟုတ်လုံခဲ့တဲ့ငါနေရာဟိုဘက်ကလေနော်လုပ်ခဲ့တဲ့နေရာလည်းရှိဆိုတော့ခါကြအဲ့ဒါကိုမဟုတ်ဖဲနဲ့ဒီပါကြီးလေတဖတ်တတဖတ်တလှည့်ပြားပြီးတော့မှုတာတုံးပြီးတော့ပြောဆိုလိုက်တဲ့အခါမှာထုတ်ပြန်လိုက်တဲ့အခါမှာဘာဖြစ်လာလဲအခုဒီ နိုင်ငံရေးအချက်တဲအဲ့ဒီကနေစန္ဒပြပွဲအဲ့ဒီကနေတော်လန်စစ်အဲ့ဒီကနေအခုနောက်ဆုံးစစ်ပောင်ကျပြီးတော့တိုင်းပြည်ရပါဖြစ်လေပြည်တွင်းစစ်ကြီးအကြီးကျယ်ဖြစ်နေတာဘာကနေသွားလဲဦးစင်မုဒါကနေအခြေခံပြီးသွားဟိုပြောင်းလဲနေဆိုတာဒါကိုပြောတာတရားပြောင်းလဲလို့ကိုကလိန်လိုက်တဲ့ကဟာတစ်ဖက်သားကမယုံမှုဆိုလည်းသိတယ်လေဟုတ်ပါနော်မယုံမှုမှသိရတဲ့ဒါနဲ့လိန်တာကိုပြောင်းလဲလို့မျက်နှာပြောင်းတိုက်ပြီးတော့မျက်နှာပြောင်းတိုက်ပြီးတော့လိန်ဝသည်ဒုသရိုက်၄ပါးရဲ့စိုးကျိုးတက်ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြတဲ့ ွေးနွေးချက်အပိုင်း၁ပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်း၁ကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုသတင်းကောင်းပတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်